ဆရာရဲ့25နှစ်ပြည့်အမတ်တရအနေနဲ့လည်းထွက်တာဖြစ်တယ်ပေါ့နော်ပြီးတော့ဆရာသင်းလေးတွေမှာလည်းအဲဆောနာအမီးပြောဆိုပြီးအစွဲလန်းဆိုဆရာထွက်ပြီးသားတော်တော်ကြာပြီပေါ့နော်အဲ့အခွေထဲကနေပြီးတော့အရင်ကြိုက်တဲ့သင်းလေးကိုပြန်ယူတာပေါ့လေအော်တိုက်တဲ့ဆောင်းကလည်းပေါ်ကပေါ့နော်အခွေထုတ်ဖို့ဟိုစဉ်းစားလိုက်ဒီစဉ်းစားလိုက်နေအခုမှဖြစ်လာအော်တရေကြောက်တဲ့လူကတရေသချင်းဆိုတာအင်းအဲ့နဲတချင်းသားထောင်နေတဲ့အခါကျတော့အမေမူးကတော့ကြိုက်နေ နေတယ်တော်တော်ကြာနေပြီ melody walk ကဟိုဟာ2019 2019ကလေးရပါတော့ဆိုတော့တော်တော်ကြာပြီဟုတ်တယ်အစီမကအချင်းအရာ အာဒီအခွေလေးကတော့ပထမဦးဆုံးပြောရမယ်ဆိုလို့ရှိရင်တော့အခွေလုတ်ဖို့ပေါ့နော်အာငကိုတဲ့ကအစီအစဉ်ရှိတယ်လုတ်ချင်ခဲ့တယ်ပေါ့နော်အာအခွေအဲ့လိုသချင်းနေအများကြီးနဲ့မဟုတ်ရင်တော့မာမီနေအယ်ဘမ်လောက်ပေါ့နော်သွားချင်ခဲ့တာအရှိမကြတော့လေအခွေနေနဲ့မဟုတ်ပဲနဲ့အဲ့လိုမျိုးဆိုလိုတွေပဲတပုတ်ချင်းတပုတ်ချင်းစီပဲသွားနေရလဲအရန်များတယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးအာဒီဒီရုပ်ရှင်ဇဝင်တေးတွေဆိုခဲ့တာတွေပါနေပေါ့နော်အဲ့လိုမျိုးသွားအာအဲ့နဲ့ ဟိုတငယ်ချင်းတွေကလည်းအနေမီနီအယ်ဘမ်တော့ထုတ်သိနေပြီနေ့တချင်းတော်တော်များနေပြီပေါ့လေဆိုတော့အဲဒီအချင်းတွေကိုပေါင်းပြီးတော့တခွေထုတ်တော့တော်တော်ရနေပြီပေါ့လေအဲ့အချိန်မှာကိုကလည်းအရင်တော့ပေါ့နော်အရင်တော့ကုတ်ပုံစံကြားရလေအဲ့လိုအရန်အဲ့လိုလေအရှိတိတ်မထွက်ချင်ဘူး အရှိသိမ်းထွက်ခြင်းတဲ့အခါကျတော့အော်ရရနေလိုက်ပါဦးမယ်လေနေလိုက်ပါဦးမယ်လေပေါ့လေအခုကျတော့လေမမင်းတို့အာဟိုဒီဂီတမြို့မှာပေါ့နော်ငယ်ချင်းတွေနဲ့ဆုံကြတယ်ပြီးတော့ငယ်ချင်းတွေနဲ့အားပေးမှုလည်းပါတယ်ပေါ့တယောက်နဲ့တယောက်အပြန်လည်းအားပေးနေဟိုငါတို့အခွေလုပ်ကြမယ်ပေါ့ဆိုတဲ့အခါကျတော့ဒီမှာဂီတမြို့မှာလည်း production team ရှိတယ်ပြီးလို့ရှိရင်ဒီ training director ရဲ့အာဒီကူညီမှုရောပြီးလို့ရှိရင်ဒီ admin team ကကူညီမှုတွေနဲ့ရောပေါ့နော်အကုန်လုံးဝိုင်းဝန်းကူညီမှုနဲ့အဲအခွေတွေထွက်လာမှာပေါ့လေ band of wind pk အဲအခွေထဲမှာကတချို့ကငါးပုတ်ပါမှာပေါ့နော်ဆိုတော့ငါးပုတ်ကအဲအဲ့ထဲမှာမှာအော်တိုက်တဲ့ဆောင်းကိုမလုပ်ရမလဲပေါ့ပထမတော့တခြားတချင်းကိုစဉ်းစားတယ်ပေါ့လေပြီးကြတော့မှအင်းတို့ဒီအော်တိုက်တဲ့ဆောင်းကလည်း ေါကပေါ့နော်ဆိုတော့ပေါကကဘာလို့ရေးဖြစ်တာလဲဆိုတော့သူ့ရဲ့တချင်းစာသားမှာလည်းထူးခြားမှုတွေအများကြီးပါတယ်လို့ပြီးတော့တချင်း music style ကလည်းထူးခြားတယ်ဆိုပြီးတော့ခေါင်းစဉ်ကလည်းထူးခြားတယ်ဆိုတဲ့အခါကျတော့အဲ့တချင်းတွေရေးဖြစ်တာပေါ့နော်ဟုတ်ဆိုရဲခံစားကြဘယ်လိုရှိလဲဆိုတော့အာမမေးစပြီးတော့ဒီအာဘယ်လိုပြောရမလဲចောင်းစားတက်ခရေရပေါ့နော်စပြီးတော့ဒီလမ်းကြောင်းစဝင်ခရေရဆရာတချင်းတွေကိုဆိုခဲ့ရပဲပေါ့နော်တော်တော်များများဆိုခဲ့တယ်ဆိုတော့အာဆရာတချင်းတွေကိုလည်းကိုကိုတိုင်းကလည်းတကယ်ကြိုက်တယ်လို့ဆရာရဲ့ဈေးထားတဲ့စာသား ားတွေကအစားပေါ့နော်ခံစားရတယ်ပြီးတော့အမြဲတမ်းကိုနဲ့သွားပြီးတော့အန်ခိုင်းတယ်ဆရာလည်းအန်ခိုင်းတာကိုအမြဲတမ်းရေးပေးတယ်ပေါ့နော်အမြဲတမ်းချင်းနေပေးဆိုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တအားကိုအာကျေးဇူးတင်တယ်ပေါ့နော်တအားလည်းအော်ကောင်းပါတယ်လို့ ဟုတ်တခြားသချင်းကတော့ပန်းဆိုတဲ့သချင်းရှိမယ်အာပြကြလို့ရှိရင်အဆွဲလန်းဆိုတဲ့သချင်းရှိတယ်ပျော်ရကိုဆိုတဲ့သချင်းရှိရယ် my life my type ဆိုတဲ့သချင်းလေးရှိပါတယ်ဆိုတော့ဒီသချင်းထဲမှာကြတော့အာပေါ်ကားရယ်ပန်းရယ်အဆွဲလန်းရယ်ပြီးတော့ပျော်ရကိုကြတော့ဆရာတရားမူရေးပေးထားတာပေါ့နော်ဆရာရဲ့သချင်းလေးပဲအာဒီ my life my type ကတော့အာ ကိုစံတော်တွေရေးပေးထားတာပေါ့နော်တခြင်းအစ်စ်ပေါ့နော်ဆိုတော့ဒီမှာကအဲဒီပေါကားရေပြီးတော့ဒီပြော့အော် ပေါ်ကားရေပြောပန်းရေပေါ့နော်ပန်းရေကြောင့်ညီမတို့အရင်တော့ fish cap production ဆိုတာရှိတယ်ဆိုတော့အခုလည်းရှိသေးရေပေါ့နော် YouTube မှာဆိုတော့အဲ့မှာအာဆိုခဲ့တဲ့သချင်းပဲဆိုတော့အဲ့သချင်းလေးကိုမိမေက mini album ထွက်လာတော့မယ်ဆိုတော့အဲ့သချင်းလေးတွေကြိုက်တော့ပြန်ပြီးတော့ယူသုံးဖြစ်တာပေါ့နော်ဟုတ်ဗာရှင်အတိပေါ့အတိပေါ့ဗာရှင်ကတော့ပြီးတော့အစွဲလန်းကကြတော့ဆရာရဲ့သချင်းပေါ့နော်ဆရာအရင်တော့သူထွက်ရှိခဲ့တဲ့အခွေထဲမှာပါတဲ့သချင်းဖြစ်တယ်ဆိုတော့အဲ့သချင်းလေးကလည်းအရင်ကြိုက်တာအရင်ကြိုက်တော့အားနေဆရာကိုဆိုချင်တယ်ပေါ့နော်ဟိုအားနေဆရာကို ွင့်တောင်းတာနဲ့ဆရာကလည်းပေးဆိုတယ်ဆိုတော့အဲ့ဟာလေးလဲ version အစ်စ်လေးနဲ့ပေါ့နော်မိမိရဲ့ version အစ်စ်လေးနဲ့ထွက်လာမှာဟုတ်ဒီ event နည်းနည်းငါအချစ်ကိုတမုန်ထားကြတယ်တော်တော်ကြာနေပြီ melody walk ကဟိုက2019 2019ကလေးရပါတော့ဆိုတော့တော်တော်ကြာပြီဟုတ်တယ်ကျွန်တော်ပြောသလိုပဲပေါ့နော်မင်းမင်းကကြာလေဟိုအရင်တော့ဝစိတ်နေဆိုလို့ရှင်အသင်းနေစိုးနေခြင်းတယ် ဟိုဘာစိတ်မှမရှိနေဘူးဘာစိတ်မှမရှိနေဘူးဆိုတာဘာပြောချင်တာလဲဆိုတော့အရှိထွက်ရှင်နေစိတ်မရှိနေတရားပေါ့နော်ဆိုတော့ရတယ်ငါတရှိစုနေရရပြီဆိုတာမျိုးရှိတယ်ပေါ့နော်ဆိုတော့ငါပို့ပါပဲအဲ့လိုမျိုးငါအာ ဘယ်လိုပြောရမလဲတချင်းဆိုရှင်နဲ့စိတ်ရှိရအခါကျရင်ဆိုလိုက်မယ်အဲပြီးရင်ဒီတိုင်းပဲတခြားလုပ်လုပ်တယ်ပြီးရင်ဆိုလိုက်မယ်ဒါမျိုးပေါ့လေဆိုတော့အဲ့လိုမျိုးသွားနေရဆိုတော့အခုကျတော့ဘယ်လိုလဲဆိုတော့အော်ငါတချင်းလေးတွေကလည်းလှုပ်လာတာလဲတပုတ်တပုတ်ချင်းစီဆိုတအားများနေပထမတော့ကတော့ဒီမီနီအယ်ဘမ်မှာဘယ်လိုလဲဆိုတော့ငါဆိုခဲ့တဲ့ပေါ့နော်ဟိုမိမိဆိုခဲ့တဲ့ဒီ ရုပ်ရှင်ဆောင်ဝင်တွေလည်းရှိသေးတာ哦ဆိုတော့အဲ့တချင်းတွေကိုပဲပြန်စုပြီးတော့ meeting event အနေနဲ့ထုတ်လိုက်မလားပေါ့အမှတ်တရအနေနဲ့ပေါ့နော်စဉ်းစားအဲ့တချင်းတွေကလည်းဆရာရေးထားတာတွေပဲဆိုတော့လေဆိုတော့ထုတ်လိုက်မလားပေါ့စဉ်းစားပြီးတော့မှအဲမလုပ်သေးပါဘူးမလုပ်တော့ပါဘူးအဲ့နဲ့အခွေထုတ်ဖို့ဟိုစဉ်းစားလိုက်ဒီစဉ်းစားလိုက်နေအခုမှဖြစ်လာအခုကတော့တက်တိမွေးထားတာပေါ့လေတက်တိမွေးပြီးတော့အရှိထတာပေါ့နော်အော်မေချိုကလည်း ဇောင်းဝင်တေးရတော်တော်များများကြိုက်တာပေါ့နော်အာအဲ့ထဲမှာမဲချူမပြောအမဲချူနဲ့ပတ်သက်မပြောခင်ဆိုလို့ရှိရင်မင်းပထမဆုံးဆိုခဲ့တဲ့ချင်းဖြစ်တဲ့အဲရုပ်ရှင်ဇောင်းဝင်တေးပေါ့နော်အဲ့ဒီကျုံဆိုတဲ့ဇာတ်ကားပေါ့နော်ဒါပေမဲ့နာမည်ပြောင်းလိုက်တော့အမောင်မောင်ရချတဲ့မူတင်ဆိုပြီးနာမည်ပြောင်းလိုက်တယ်ဆိုတော့အဲ့ကားကတော့မင်းမင်းအင်းအကြိုက်ဆုံးရုပ်ရှင်ဇောင်းဝင်တေးပေါ့နော်အခုချိန်ထိလည်းကြိုက်တယ်ပထမဆုံးဆိုခဲ့တဲ့ချင်းလည်းဖြစ်တယ်ပေါ့နော်အเจ้าရည်လည်းအရန်ကြိုက်တယ်အဲ့ထဲကအခုဆိုရင်မဲချူပေါ့နော်မဲချူမှာကြတော့လေ ပြောနေကြတယ်ဆိုလို့ရှိရင်မင်းတရေဆိုအရန်ကြောက်တာ အမောင်ဆိုလို့ရှိရင်တော့အပြင်းမထွက်တဲ့လူကပြီးလို့ပြောမေချိုဆိုရမယ်ဆိုတော့အဲ့ဒါနဲ့ရောက်လာအောင်အဆရာလို့ဘလို့အကြောင်းရလဲဆိုတော့တရေကဆိုအော်တရေကြောက်တဲ့လူကတရေဆိုချင်းဆိုရမယ်အင်းအဲ့ဒါနဲ့တရှင်သားထောင်တဲ့အခါကျတော့အမေမူးကတော့ကြိုက်နေကူတူတူဒီမောင်ရောက်နေတယ် ်အန်အန်ကိုက်နေရပေါ့လေသူမူသူစာသားနေကကိုနေကအဲ့လိုမျိုးပုံစံလေးအရင်သဘောကြတော့အဆင်ပြေပါ music video မှာလည်းတရေတူဆောင်ဟုတ်တယ်ဟုတ်တယ်မူပါပါကိုနေသွားအန်ကိုက်နေတော့လေဆိုတော့အခုကတော့အာတတိအနေငယ်မွေးပြီးတော့အရှိထွက်လာတာပေါ့လေဆိုတော့ပထမဆုံးအခွင့်အရေးထွက်လာတယ်နောက်ပိုင်းထွက်လာမယ့်အခွင့်အရေးတွေရှိအောင်မှာဟုတ်ပါပါညီမလေးတို့အခွင့်အရေး ဆရာရဲ့25နှစ်ပြည့်အမတ်တရအနေနဲ့လည်းထွက်တာဖြစ်တယ်ပေါ့နော်ပြီးတော့ဆရာသင်းလေးတွေမှာလေအဆောနာအမင်းပြောဆိုပြီးအဆွဲလန်းဆိုဆရာထွက်ပြီးသားတော်တော်ကြာပြီပေါ့နော်အဲ့အခွေထဲကနေပြီးတော့အရင်ကြိုက်တဲ့သင်းလေးကိုပြန်ယူတာပေါ့လေပြီးတော့ဆရာကိုခွင့်တောင်းပြီးဆိုတာပေါ့နော်ပြီးတော့ဆရာရဲ့မင်းမျိုးရေးပေးထားတဲ့သင်းလေးတွေထဲမှာလည်းမင်းမေးအဲ့တချို့သင်းလေးတွေကိုပေါ့နော်ဒီအခွေထဲမှာယူပြီးတော့ပြန်သုံးထားတာပေါ့နော်ဟုတ်